အင်္ဂလန်အရှေ့မြောက်ပိုင်းမှာကန်ရီနန်တင်တင်ဘောနဲ့ကုန်တင်တင်ဘောတိုင်မိပြီးမီးလောင်ကျွမ်းမှုဖြစ်ပေါ်အင်္ဂလန်အရှေ့မြောက်ပိုင်းကန်ယူရန်မှာမတ်လ17ရက်နေ့ကအမေရိကန်စစ်တပ်ငှမ်းရမ်းထားတဲ့ရီနန်တင်တင်ဘောနဲ့ကုန်တင်တင်ဘောတစီတော့တိုင်မိပြီးကြီးမားတဲ့မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း CNN သတင်းမှာရေးသားထားပါတယ်ဆိုဒီယမ်ဆိုင်ယာနိုက်တင်ဆောင်လာတဲ့ကုန်တင်တင်ဘောကော်မတီနဲ့ အမေရိကန်စစ်တပ်ငှားရမ်းထားတဲ့ရေနံတင်သင်းမော့တို့တိုက်မိပြီးကြီးမားတဲ့မိလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာကြောင့်ကိစေရေးလုပ်ငန်းတွေအရှိန်ဟုန်ပြင်းပြင်းဆောင်ရွက်ခဲ့ရကြောင်းသက်ဆိုင်ရာအာဏာပိုင်တွေကပြောကြားထားပါတယ်။ဆိုလောင်းအမည်ရှင်ကုန်တင်သင်းမော့ဟာအမည်မသိအရက်ပမာဏနဲ့ဆိုဒီယမ်ဆိုင်ယာနိုက်15ဘူးတည်ဆောင်လာခဲ့ပြီးဆိုင်ယာနိုက်ကပင်လယ်ထဲကိုဝင်ရောက်သွားခြင်းရှိမရှိကိုတိတိကျကျမသိရသေးဘူးလို့သက်ဆိုင်ရာတာဝန်ရှိသူတွေကပြောကြားထားပါတယ်။ ရင်းနှံတင်တဲ့မော်မိလောင်ကျွမ်းမှုကြောင့်တဘာဝပတ်ဝန်းကျင်ညဉ့်ဉန်ပြစီသွားမှာကိုစိုးရိမ်လျက်ရှိနေကြပါလိမ့်။လက်ရှိဆိုလွန်တင်မော်ပေါ်မှာလိုက်ပါလာတဲ့တင်မောသားဆက်လေးဦးကလွဲပြီးအားလုံးကိုကန့်ဆက်ပဲဘေးကင်းစွာခေါ်ဆောင်သွားခဲ့ကြောင်းတင်မောပါရှင်တဦးကပြောကြားထားပါလိမ့်။မီးလောင်ကျွမ်းမှုကြောင့်ပျောက်ဆုံးနေတဲ့သင်္ဘောသားတွေကိုကြေကြေပြပြရှောက်ဖေးဖောဆောင်နေပြီးပျောက်ဆုံးနေသူတွေကိုတော့ရှာမသိသေးပါဘူးလို့ပြည်ထောင်ကမ်းခြေဆောင်သက်ကပြောကြားထားပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။